အချာသိမီရက်များတွင်စီးရတွင်ကြံဖဲမှုများတိကျတာမြင့်တက်လာခဲ့ပြီးလူပေါင်းထောင်ကျော်တည်ဆုံခဲ့သည်တိုက်ပွဲများတွင်စီးရလုံးကျုံကြီးတပ်ဖွဲ့ဝင်များနှင့်တမဒါဟောင်းဘာသာအဆောက်အဦထောက်ခံသူများပါဝင်သည်ကလဲစားချေတိုက်ခတ်မှုများကြောင့်ချင်းနေကိုပိုဆိုးစေခဲ့သည်တိုက်ပွဲများနှင့်အကြသာ ဒေဆုံမှုများပင်အကြံဖက်မှုများလကနာဒါကာစ်ဟာမနီဟွန်ဒိုကဲ့သို့အလာဝိစ်အများပြနေထိုင်ရာဒေသများတွင်တရရင်းတွင်တိုက်ပွဲများပြင်းထန်စွာစတင်ခဲ့ခြင်းဖြစ်သည့်လူဒမီနစ်ကလေးများအပါအဝင်အယသာ945ဦးကအနီးကပြစ်တက်ခံရပြီးမကြာခဏတည်းပြစ်တက်ခံရသည်နပဇရူမာတိုက်ခိုက်ရေးသမား963ဦးလည်းဒေဆုံခဲ့သည်ယာယီသမားအာမက်ဟဲဆာရာဦးဆောင်သော ်အစ္စလမ်ဆူရတီဒီအာစာတစ္ဆကံများကိုပြန်လည်တိုက်ခိုက်ရန်အတွက်ရဟယင်များဒရုန်းများနှင့်အမောက်များကိုအသုံးပြုခဲ့သည်ပြည်ပခါဒီအတူတူဖြင့်အစောက်ကိုထောက်ကပ်သောအလာဝိမျိုးကိုပြမထားပြီးဘာသာရေးအုပ်စုများအကြားတဘောတာကိုလည်းမှုများပြုနှက်ဆန်းလာစေသည်။ဆွန်နီတနသမားများသည့်အလာဝိမျိုးကိုလက်စားချေတက်ခတ်မှုများပြုလုပ်ခဲ့ပြီးအများပြားထွက်ပြေးခဲ့ရသည်။ထောင်နဲ့ချီတော်လူများသည့်တောင်များစီတို့ထွက်ပြေးတည်ဆောင်ခဲ့ကြသည်။ဒုမဟုတ် မီမီရှိရရှတ်ချစ်ချစ်စကန်ဘဲတို့စူးစမ်းထုတ်ပြခဲ့ကြသည်တိုက်ပွဲများကြောင့်မရှိနှင့်ရေများပြတ်တောက်ခဲ့ပြီးရေဘေးတင်ဒုက္ခများရှိပြည်သူများအတွက်တန်ဒီပုံမကဲကဲစီသည်ဤချန်ဖဲမှုလမ်းလုံးသည်စီးရီးယား၏အတွင်းကူပြောင်း၏အစိုးရအတွက်အဓိကစိတ်ကူးမှုဖြစ်ပြီးနိုင်ငံ၏အနာဂတ်တည်နေရေးနှင့်ပတ်သက်၍စိုးရိမ်မှုများမြင့်တက်လာသည်မတ်လ9ရက်2025 ခုတမတာအာမက်အဇရာကဒီကတော့စီးရီးယားလူမျိုးတွေကိုမေခွန်ပြောခဲ့ပါတယ်သူကယနေ့ကျွန်တော်တို့နိုင်နိုင်တမိုင်းတွင်ချက်ခဲတော့အချိန်ကာလတစ်ခုတွင်ကျွန်တော်ဒီတင်အားဟောပြောခဲ့ပါသည်မကြသေးမီကဖြစ်ပွားခဲ့သောအကြံဖွဲ့မှုများကြောင့်လူပေါင်းတထောင်ကျော်တည်ဆုံခဲ့ပြီးအများအပြားတိခိုက်တန်ရာရဒုမဟုတ်အိုးမိန်အိမ်မက်ဖြစ်ခဲ့ရသည်ဒါဟာကျွန်တော်တို့လက်မခံနိုင်တဲ့ဝန်နေစရာပါ စီရသည်စနစ်ကျော်ကြာစစ်ပွဲနှင့်ပြတ်တုံးခြင်းများကိုခံစားခဲ့ရသည်အာနာစစ်နှင့်ပြပဝင်ရောက်ဆွဖွဲ့မှုတွေကနေလုံမြောက်ဖို့ကျွန်တော်တို့တိုက်ပွဲဝင်ခဲ့သည်ဒါပေမဲ့မချသေးမီကအကြမ်းဖက်မှုတွေကကျွန်တော်တို့လှုပ်ဆောင်ထားတဲ့တိုးတက်မှုကိုပြန်ဖျက်ဖို့ချိန်ချောင်းနေပါတယ်မင်းရဲ့နာကျင်မှုကြောက်ရွံ့မှုဒေါသကိုငါနားလဲပါတယ်စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်များသည့်နှစ်နေပြီးအစိုးရဟောင်းလက်အောက်ခံဒုက္ခရောက်သူများအတွက် တရားမျှတမှုလိုအပ်ပါသည်သို့သောကလဲစားချေချင်းနှင့်လူမျိုးရေးအကြံဖက်မှုများသာပုံမတွဲထက်တန်ယုံဖြစ်စေသည် အမုန်းတရားနှင့်အနာဂတ်ကို မတည်ဆောက်နိုင်ဘူးစီရင်ညီညွတ်ရေးငြိမ်းချမ်းရေးနှင့်ယဉ်ကျေးစေရေးတို့အတွက်လှုံ့ဆော်ရမည်မင်းရဲ့အလောက်ကလက်စားချေဖို့မဟုတ်ပဲစီရပြည်သူတွေကိုအကာအကွယ်ပေးဖို့ပါအပြစ်မဲ့အရသာတွေကိုဘာသာရေးနဲ့နိုင်ငံရေးမှာပဲ တိုက်ခိုက်မှုတွေရပ်တန့်မှုတင်းကြတဲ့အစီအမံတွေကိုညွှန်ကြားထားပါတယ်။ဒီစီမင်းစကန်တွေကိုဖောက်ပြတူတိုင်းဥပဒေနဲ့ညီညွတ်ဆိုင်ရမှာပါ။စီးရီးယားဒီစီးရီးယားလူမျိုးများအလာဝိစုနင်းခရစ်ယာန်နဲ့ကတ်အာလုံးနဲ့တက်ဆိုင်သည်။စီးရီးယားဤတင်းရင်ရေလမ်းကြောင်းကိုပန့်ပိုးရေးပေးရန်ကျွန်တော်တို့ဤကမ္ဘာလုံးဆိုင်ရာမိန့်ဖွဲ့များကိုကျွန်တော်တောင်းဆိုပါသည်။ဒီအချိန်ဒီနိုင်ငံခြားအင်အားကြီးနိုင်ငံများ၏ပြည်ပခါကိုပုံမှန်ကြီးထွားစေမည့်အချိန်မဟုတ်ပေ။ ျွန်တော်တို့ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတန်တမာရေးရအကူအညီနဲ့စီးပွားရေးပြည်နယ်တည်ထောင်ရေးကျွန်တော်တို့အရေးကိစ္စများလို့ဝေရမှုဆက်ဖက်ပဲလိုအပ်ပါသည်။ကျန်းဖက်မှုဒဏ်ရာရတော့လူမှုအတန်းအဝများနဲ့လက်တွဲဆောင်ရွက်ရန်အမျိုးသားပြည်နယ်တည်မြဲရေးကော်မရှင်ကိုဖွဲ့စည်းထားပါသည်။ရှေ့ပြောင်းတော့တဲ့များထံလို့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ပြီးအရသာများကိုအကာအကွယ်ပေးပါမည်။ ပြေခါရစေရေကိုတောင်းဆိုပြီးတွေးထွက်တမ်းရမဖြစ်အောင်နှစ်ဖက်စလုံးကိုဆွေးနွေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ဆူလိုက်ပြုံလိုက်လက်စားချေချင်းမပြုဘဲယာဇဝမှုများအတွက်တရားမျှတမှုရှိစေရန်အထူးတရားရုံးတစ်ခုတည်ထောင်မည်ဖြစ်သည်။ချီလောဇာရောဆူရီလူရောစိခီဒီခဲရင်ပေလိမ့်မည်တို့တော်လဲအတိတ်ဒီငါတို့၏အနာဂတ်ကိုမဖြည့်ဆည်းစေရပါ။ ပြပြချင်းအတွက်စီလုံးညီညွတ်မှုဂလဇာချေချင်းအတွက်တရားမျှတမှုစနစ်ငြိမ်းချမ်းရေးကိုရွေးချယ်ကြပါစို့စီရနိုင်ငံတပံပြလန်အာကုံလာကစီလုံးနိုင်ပါစေ စီရကိုပြန်ခင်ကောင်းချီးပေးပါစေ